ဗုဒ္ဓဘုရားသာသမိမိတ်ဆွေတွေမိတ်ဆွေတို့ဒီ2025ခုနှစ်16ရက်ကနေ23ရက်နေ့ထိတပတ်စာကံကြမ္မာဟောသတန်းကိုဆရာကတားတော်နယ်ဟောပြီးมาဖြစ်ပါတယ်ဒီတပတ်တာတော့ဒီမှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာဝါအောင်မြင်မှုတွေရည်မှန်းချက်တွေမျှော်လင့်ချက်တွေကိုရှေ့တိုးဆောင်ရွက်ပါရတယ်ဆန္ဒတွေပြည့်ဝလာမယ့်ကာလဖြစ်တယ်မိမိဖြစ်ရှင်သောဆန္ဒဖြစ်လို့သောဆန္ဒတွေက ကျင်းသေးပေါ့မကြခင်ပြည့်ဝလာတော့မယ်ဆိုတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဇွဲမလျှော့ပဲနဲ့မစုံမနစ်စူးစမ်းပါတယ်ရီမန်းချက်မျောလင်းချက်တွေဟူတာဥတဲ့ချက်ရီမန်းချက်တွေကပြင်းပြင်းဆိုင်ဆိုင်နဲ့အဖြစ်ရှင်တဲ့ဆန္ဒတွေအာယုံစူးဆိုင်ပြီးတော့လှုပ်ဆောင်ရင်ရှေ့တို့ဆောင်ရင်လှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့အပတ္တကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့ဖြစ်လို့တော့ရာတွေဖြစ်ရှင်တဲ့ကစားကိစ္စတွေကိုရှေ့တို့ဆောင်ရင်လှုပ်ဆောင်ရင်အာသာကောင်းမှုတိုးတက်နိုင်ပါတယ်ခင်ဗျာ 2016တည်းကကြည်လာ2025မှာ live လွှင့်တာဂျုံရတယ်တဲ့ဒါတော့အကုန်မမီဘူးတဲ့အမေရိကန်စိုးလိုက်တဲ့အတိုင်းမစိုးပါဘူးမှရှင်းရှင်းဒါအပြင်ကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်တော့ အတွေးလွန်နေတယ်အတွေးနည်းနည်းလျှော့ပေးပါအထူးသဖြင့်အဲစိတ်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအပူတော့ကားတွေဖြစ်နေတာမျိုးအပူတော့ကားတွေကိုစိုးရိမ်စိတ်တွေများနေတာမျိုးလေးတွေမိသားစုကိစ္စအိမ်တွင်းကိစ္စမဖြစ်ပေါ်လာရသောကိစ္စတွေကိုတွေးတွေးပြီးပူနေတဲ့ကာလလေးတွေကြုံရတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဖြစ်ပါလိမ့်မယ်အဲမျက်စိအာယုံရောနဲ့ပတ်သက်သောအရာလေးတွေမှာတတိထားပြုမှုဆောင်ရွက်ရန်လိုအပ်သောအပ္ပတ္တကာလအပိုင်းရှားဖြစ်ပါလေခင်ဗျာအလောက်ကိုင်အလောက်ကိုင်နဲ့ပတ်သက်လာရင်တော့ကိုကရှေ့တူဆောင်ရွက်လှုပ်ဆောင်ပါရတယ်နော်ဒါအပြင်လုပ်ငန်းတစ်အလုပ်တစ်တွေနဲ့ပတ်သက် တော့ရှေ့လို့ဆောင်ရလှုပ်ဆောင်ပါတယ်ဒါပေမဲ့ဖြစ်ရှင်တဲ့စိတ်ဖြစ်လို့လဲစိတ်ပြင်းပြမျိုးဒါမျိုးလေးတွေအလောကြီးတာမျိုးလေးတွေအလင်းစလိုလှုပ်ဆောင်တာမျိုးလေးတွေကြောင်းတော့နည်းနည်းလေးအားနဲ့ထင့်တော့ဈေးတဲ့ပတ်တာဖြစ်တတ်တဲ့အတွက်တော့ပုံမှန်လေးတိုင်ပဲရှေ့လို့ဆောင်ရလှုပ်ဆောင်ပါဖြစ်ရှင်တဲ့ကိစ္စတွေဖြစ်လို့တဲ့ကိစ္စတွေကိုအရန်ကြီးရှေ့လို့ပြီးတော့မလှုပ်ဆောင်ပါနဲ့တဲ့ဆိုလိုချင်တဲ့ပြည်ကအလောင်းကစားနဲ့ပတ်သက်တာတွေအပျော်ပါနဲ့ပတ်သက်တာတွေအကျွတ်တဲ့ကြက်တစ်ခုလောက်ရတဲ့လုပ်ငန်းတွေဒီဟာကဘုမအစင်မပြေတော့သွားပြီဆိုတာမျိုးလေးတွေအုံပုံအောလောက်ရတဲ့လုပ်ငန်းတွေလူယုံပြီးလွှဲပြီးတော့လောက်ရတဲ့လုပ်ငန်းတွေမှာတတိထားစ င်ကျင်ရအတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျာနိုင်ငံခြားခရီးသွား passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တဦးတည်းသွားတာမျိုးထက်နှစ်ဦးနှစ်ယောက်သွားတာမျိုးလေးတွေမိမိရဲ့အပေါင်းအသင်းမိတ်ဆွေအသည့်တွေနဲ့ပတ်သက်ပြီးတော့အဲသွားတာမျိုးလေးတွေမှာချစ်တို့ဆောင်ရွက်လှူဆောင်ရင်ကောင်းတယ်တဦးတည်းတစ်ယောက်တည်းသွားတဲ့လုပ်ငန်းလေးတွေအလုံးနဲ့ပတ်သက်ပြီးသွားတဲ့အခါမှာနှစ်ခါလောက်ရတာမျိုးနှစ်ကြိမ်နှစ်ခါသွားရတာမျိုးလေးတွေတန့်ကြတာမျိုးတွေဂျုံကတက်သောကာလအပိုင်းရှာဖြစ်ပါတယ်ခင်ဗျာဒါအပြင် အလုတ်ကိုင်းအလုတ်ကိုင်းနဲ့ပတ်သက်လာရင်တော့ကိုဟာ ရင်မှန်းချက်လည်းရှိတယ်အကြံစီလည်းရှိတယ်ဘယ်ကနေစရမှန်းမသိဖြစ်နေတာမျိုးအစပြောင်းနေတာမျိုးနေကြုံရတတ်တဲ့အတွက်ကြောင့်ကိုကိုကိုယ်တိုင်တေချာဆုံးဖြတ်စဉ်းစားပြီးတော့ပြောင်းရင်ကောင်းမလားမပြောင်းရင်ကောင်းမလားလုံးရင်ကောင်းမလားမလုံးရင်ကောင်းမလားဆိုပြီးတော့ကိုကိုကိုယ်ပြန်လဲတွေးခေါ်စဉ်းစားပြီးတော့သုံးသပ်ပါရတယ်เนาะဘာကိုပြပြဆုံးဖြတ်ချက်နှစ်ခွာလောက်တာမျိုးလေးတွေအလုံးနှစ်ခုလောက်တာမျိုးလေးတွေဆုံးဖြတ်ချက်နှစ်ခွာဖြစ်နေတာမျိုးလေးတွေဒါမျိုးလေးတွေကမကောင်းမင်းနဲ့တခုခုတေချာစဉ်းစားတွေးခေါ်ပြီးတော့ချစ်တိုးဆောင်လာလုံးဆောင်မှုလိုအပ်သောကာလအပိုင်းရှားဖြစ်ပါတယ်အင်္ဂလိပ်ကိစ္စမိသားစုကိစ္စလေးတွေညံ့ပါတယ်လူမျိုးရေးကိစ္စ လေးတွေပြီးခဲ့ပြီးတော့ကိစ္စအမှားခဲ့ပြီးတော့အမှားလေးတွေမှာပြန်ပြီးတော့သူတစ်ပါးကတူတယောက်ကပြန်လဲဆွတာမျိုးလေးတွေကြောင့်စိတ်ညစ်ရတာမျိုးလေးတွေဖြစ်ရတတ်တယ်။ပဝင်းကျင်ကတပုတ်လေးပဲမကောင်းတဲ့သတင်းတွေပြောခံရတာမျိုးလေးတွေစိတ်ညစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်သတိထားစင်ကျင်ပေးရလိုအပ်ပါတယ်။အတွေးနည်းနည်းလုံနေတဲ့အတွေးချော်ပြီးပါဘယ်ရတဲ့ အားနည်းနေတယ်ဘာသာတရားပုံမူပြီးတော့လှုပ်ဆောင်ရန်လိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်လုပ်ငန်းတည်အလုံးတည်နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရှိသူလှုပ်ဆောင်မှာယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုလုပ်ငန်းပြောင်းဖို့အတွက်အခွင့်အရေးကောင်းတွေပေါ်လာတတ်သောကာလဖြစ်တယ်ခရီးသွားဆိုင်ရာကိစ္စတွေရှေ့တူဆောင်ရာလှုပ်ဆောင်ရေးကောင်းမှုပါတယ်ရှေ့တူဆောင်ရာလှုပ်ဆောင်မှာအဲဒါအပြင်အမေတို့အမတို့မိသားစုတို့ရဲ့အကူအညီအကြံစီလေးတွေမှာတော့ကိုက မမိတဲ့နဲ့အကြံစီလေးတွေမှာတော့ကိုကဖြစ်နိုင်လို့ရှိရင်ဟိုဟိုဆရာတို့ဘသူတို့နာကအကြံစီရယူတဲ့အခါမျိုးတွေကြာလို့ရှိရင်တော့လူတာထပ်ပို့ပြီးတော့မယူနဲ့တဲ့စိတ်ခံစားချက်ကိုလိုက်ပြီးမယူဘဲနဲ့ကိုယ့်ရဲ့အတွေးခေါ်အကြံစီတွေကိုဖြစ်နိုင်ရင်ဖွင့်မပြောနဲ့ပြတ်တက်တယ်ဆိုတဲ့ကာလာအပိုင်းရှားလေးတွေဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီတပတ်တာအတော်တွေမှာဆိုရင်လူငယ်ရဲ့အချိန်လေးနဲ့ပတ်သက်လာရင်တော့ ရည်စားလဲရအိမ်တော်လဲကြဖြစ်ရတတ်ပါတယ်အရှင်ကြီးနဲ့ပတ်သက်ရင်တမီးစားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းအဆက်ရှိတဲ့ရာလေးတွေမှာတော့တိုင်ပင်နှိမ့်နှောင်းရအကောင်းဆုံးကာလအပိုင်းကြဖြစ်ပါတယ်ခင်ဗျာเนาะအိမ်တော်ကြီးမှာဆိုရင်တော့ငဘူက အိမ်ကောင်ကြီးနဲ့ပတ်သက်ပြီးတော့အဆင်မပြေသူတွေဒီကာလမှာဂျိမ်းတေပေါက်ပြန်လဲအဆင်ပြေမယ်ဆိုတဲ့ကံ့မျိုးကြာနေတဲ့အတွက်တော့ချီတိုးဆောင်ရလှုပ်ဆောင်မှာဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့အိမ်ကောင်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေကြေးပေါ်မူတည်နေပြီးတော့ငွေဝင်ရင်အိမ်ကောင်ဖက်ကြည့်ပြီးငွေမဝင်အိမ်ကောင်ဖက်မကြည့်တော့ကာလဖြစ်တဲ့အတွက်တော့အိမ်ကောင်ကြီးဟာငွေကြေးပေါ်မှာတိုက်ရိုက်ပတ်သက်နေတယ်လို့ပြောရမလားเนาะအဲ့တော့မိတ်ဆွေဗုဒ္ဓဘုရားသာသမီတွေအိမ်ကောင်ပန်များအနေနဲ့ငွေများများလာရှာပြီးလိုက်ကြပါဗျာเนาะ ဒါပြင်မိတ်ဆွေတို့ဒီအဖတ်တာတော့ဒီမှာဆိုလို့ရှိရင်တော့ပတ်စံပစ္စည်းပျောက်တာမျိုးလေးတွေတခိုးခိုးခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့တတိထားစင်နေပြန်လိုအပ်သောအပတ်တာကာလဖြစ်ပါတယ်။ပတ်ဝန်းကျင်မှာတော့မဟုတ်မိမိတို့ရဲ့နော်မိတ်ဆွေအရင်းတွေရဲ့နာရီသတင်းတွေဆေးရုံတက်ရတဲ့သတင်းတွေကြားရတတ်တဲ့အတွက်သတင်းစိုးကြားရတတ်ပါတယ်ခင်ဗျာနော်။ဒါပြင်မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာဆိုလို့ရှိရင်တော့ အမွေကိစ္စလေးတွေအမှုကိစ္စလေးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ရအားနည်းစီတော့အပတ္တကာလအပိုင်းခြားဖြစ်တဲ့အတွက်အမွေကိစ္စတွေအမှုကိစ္စတွေနဲ့ပတ်သက်တာတွေတတိထားပါဘာသာရေးဆိုင်ရာကိစ္စလေးတွေကိုတယောက်တစ်တူးတည်းလှုပ်ပါအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးလေးတွေပဒဟိတာမျိုးလေးတွေမှာစေတနာတွေဝေဒနာဖြစ်ရတာမျိုးတပုတ်လေးလွန်ဆွဆွဲပြောဆိုခံရတဲ့အတွက်တော့တတိထားစဉ်းကျင်ပေးရလိုအပ်သောအပတ္တကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျဘာကြံလို့ရောကြားလို့ဒီဖက်တာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့တတိထားစဉ်းကျင်ရမယ့်အချက်လေးတွေကတော့မိမိတို့ရဲ့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမျိုးလေးတွေကြာလို့ရှိရင်အရာရာကိုဒေါသနဲ့ရှည်တန်းတင်ပြီးပြောဆိုလှုပ်ဆောင်တာမျိုးလေးတွေကအားနည်းစေသောကာလဖြစ်ပါတယ်ခင်ဗျ။ဘာကိုလို့လို့ကိုကိုယ်တိုင်ဦးစီဦးဆောင်ပြီးတော့ရှေ့တူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်သောကာလဖြစ်တယ်။လုပ်ငန်းတူအလုပ်တူတွေရဲ့အပြိုင်ဆိုင်အထိုက်ခိုက်လေးတွေတော့ကြုံရတာကတော့ရှည်စမြဲပဲဖြစ်ပါတယ်ခင်ဗျ။ဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာအကျိုးပေးကံကောင်းစေသောကဏ္ဍအခရာတွေနေနဲ့ဆိုရင်တော့လေးကဏ္ဍ သုံးကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့အချိုးပေးသောအရာဝင်နဲ့ဆိုရင်တော့ဖြင့်အပန်းရောင်အဝါရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေတဲ့ကာလအပတ်ဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ရဲ့အချိုးပေးအားသာစေသောအရာအနေနဲ့ဆိုရင်တော့မြောက်ဆူဆူရက်တို့အရှိတောင်တောင်ရက်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အစဉ်ပြေအားသာ ကောင်းမွန်စီပါတယ်ဒါပြင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမှာအဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်စေရန်အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ပတ်စံအိတ်အတွင်းသို့မဟုတ်အိတ်ကအတွင်းမှာတော့အပန်းရောင်ကတ်ထူစာရောင်လေးတစ်ခုကိုမိမိဖြစ်လို့တဲ့အရာလေးကိုရေးပြီးတော့ဆောင်ပြီးတော့သွားရင်အောင်မြင်တိုးတက်ပြီးတော့အစဉ်ပြီးမှာအသေးစားပဲဖြစ်တယ်ခင်ဗျာနော်အဆက်ဆက်ရရအောင်မြင်တိုးတက်အစဉ်ပြေစေရန်အတွက်လုပ်ငါမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွအယောင်းထွက်စီဖို့အတွက်ကုန်ပစ္စည်းတွေရောင်းဝယ်ရေးကောင်းစေရန်အတွက်ဆိုလို့ရှိရင်တော့ခရီးညစ်စည်းတစ်လုံးနဲ့ထိ တွေရိုက်ပုတ်ပြီးတော့တုတ်ထိပ်ပြီးတော့ခောက်ပြီးတော့ရောင်းဖက်ပါစေဆိုပါဇက်ကပြောပြီးရောင်းလို့ကရောင်းလိုက်ရင်အယောင်းတွေအယောင်းထက်စီပြီးအဆတ်ဆာရေအစင်ပြီလာမှာအတိအကျပဲဖြစ်ကြောင်းပြောရင်ဗုဒ္ဓဘုရားရောက်တာသမီးမိတ်ဆွေတွေအားလုံးဒီတပတ်တာအတော့ဒီမှာအဆတ်ဆာရေအောင်မြင်တိုးတက်ပြီးတော့အစင်ပြေကြပါစေခင်ဗျာ